ောကမသေးမချင်းကိုခံရမှာပြီးတော့ဘလို့ပဲပြောင်းကူကပြောင်းကူနေရဆေးကိုပုံမှန်ဆွဲတောင်းမှာအရေးပြားယောဂါကြောင့်တသန်းစိနေရဖို့ကံပါမလာတဲ့မိန်းကလေးပြိတ္တများအားလုံးမေမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မာရဗန်စတာဖန်နီပေးမှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ပြောလို့မောင်းပါရရာအလုံးလုံးပြီးတော့ဆေးဝယ်ပြရအောင်ဟုတ်ပါတည်သွားချင်လိုက်မကြည့်ရဘူးလည်းအရင်ဖယ်မှာယခုလိုခေကာလမျိုးတွေမှာမကြခဏဆိုးသလိုကြားနေရတဲ့သတင်းကတော့ယောက်ျားကဖောက်ပြန်လို့ လင်မယားတွေကွဲကြသလိုမိမကဖောက်ပြန်လို့ဆိုပြီးတယောက်နဲ့တယောက်တစ္ဆာတွေပြက်ကကွဲကွာသွားကြတဲ့လင်မယားတွေမှာအများကြီးတွေ့မြင်နေရပါတယ်။ဒါပေမဲ့အခုမြင်တွေ့နေရတဲ့လင်မယားကတော့ဇနီးဖြစ်သူအရေးပြားယောဂဖြစ်နေပြီးတက်တန်စိတ်မနေရတော့ဘူးဆိုတာသိနေပါရဲ့နဲ့ဇနီးဖြစ်သူကိုထားမသွားပဲအနာမနေကဂယုတဆိုင်နဲ့ပြုစုနေခဲ့ပါတယ်ဒီလိုယောက်ျားမျိုးကလူလောကအထက်မှာတော့မရှိသလောက်စားပါလာပါတယ်ဒါကြောင့် ယောက်ျားတွေဘလောက်တစ္ဆာရှိကြောင်းဒီအဖြစ်ပြက်လေးကတက်တည်ပြလုံနေပါတယ်။ယောက်ျားဖြစ်သူရဲ့နာမည်ကကိုရန်နိုင်အောင်လို့ခေါ်ကဇနီးဖြစ်သူရဲ့နာမည်ကတော့မတ်တိန်ကြီးလို့ခေါ်ပါတယ်။သူတို့လင်မယားကအေယာဝတီတိုင်းဒေသကြီးပတိန်ခရိုင်ကံကြီးတောင်မြို့နယ်မှာနေထိုင်ပါတယ်။ဇနီးဖြစ်သူရဲ့အရေးပြားယောဂါကခန္ဓာကိုယ်ရဲ့အတွင်းရောအပြင်မှာမီးလို့ပူနေတာကြောင့်အဝတ်အစားကို ရေးစွပြီးပို့တိုက်ပေးနေရပါတယ်။အခုလို့ပို့ပြီးတဲ့အခါမှာတော့ နိုင်ရင်ဝက်လောက်နေတာထိုင်တာရှိပါတယ်။ရွာမှာအလားဆုံးအချောဆုံးဆိုပေမဲ့ကံမကောင်းစွာနဲ့ပဲကန္တရာကြီးကမှန်မကြည့်ရဲလောက်အောင်လှုပ်ဆောင်ခဲ့ပါတယ်။ဒီယောဂမဖြစ်ခင်အချိန်ကာလတုန်းကတော့အလုပ်တွေလုံနိုင်ကင်နိုင်နေတော့အဆင်ပြေပါတယ်။ဆေးတွေကပုံမှန်တောက်နေရတော့ယောဂတက်တာပဲမဲ့ဆေးပြတ်တဲ့အခါတွေမှာတော့အတွင်းပိုင်းတွေကဥတွေအသေးတွေ လက်ဝင်းတွေထိလာခဲ့ပါတယ်။ဒါကြောင့်ဆိုရှယ်မီဒီယာပေါ်မှာပို့တင်ပြီးအကူအညီတောင်းတာကြောင့်အလူစင်တွေရဲ့လူဒန်းမှုနဲ့ဈေးပုံမှန်တောက်ခဲ့ရပါတယ်။လင်မယားနှစ်ယောက်လုံးကလည်းတနေ့လုံးတနေ့စားဆိုတော့ဈေးရုံဈေးကလည်းမပြနိုင်ခဲ့ပါဘူး။ဒါကြောင့်ပြည်သူဈေးရုံသွားပြတဲ့အခါမှာတော့ဇနီးဖြစ်သူရဲ့ယောဂအတွက်ဆေးတွေကစိတ်မနေခဲ့ပါဘူး။သူ့အတွက်ဆေးတွေကိုအပြင်ကနေစာဝေရတယ်လို့ဆေးတွေကလည်းစားပါလုံးတာကြောင့် ရရင်ရတယ်လို့ဝဲထားရပါတယ်။ဆွဲကုန်ပြီဒီကခမဆောင်မသွားဘူး။ဒီကတော့ငါသိပြပါဘူးမိုင်းဆဲပဲညာ။ကျိုးဝဲထားဖို့ကလည်းပတ်စံကမရှိတာကြောင့်အလုံးကိုခက်ခဲနေခဲ့ပါတယ်။ယောက်ျားဖြစ်သူကຫນွေပိုင်းဆိုရင်စဘာထားတဲ့အလုံးလောက်ကမိုးတွင်းမှာတော့ငစင်တွေထောင်းပိုက်တွေနဲ့ငါးဖန်းတဲ့အလုံးလောက်ကဇနီးဖြစ်သူရဲ့ဆေးဖို့ကိုမရမကဖြည့်ဆင်းနေရတာပါ။ဆွေးတွေကလည်းဈေးလေကြည့်တယ်လို့စားလဲစားပါပါတယ်။ အခုလို့ခံစားနေရတဲ့ယောဂဝေဒနာမျိုးကအရောက်တရာမှာတယောက်သာဖြစ်တတ်တဲ့ယောဂမျိုးပါအစင်းပြောင်းအောင်ကုသလို့မရပါနဲ့တတအောင်တော့ကုသလို့ရပါတယ်ယောက်ျားဖြစ်သူကလည်းသူ့ဇနီးကိုအယမ်းချစ်တာကြောင့်အလောက်ကပြန်လာရင်တော့လူလိသိမရှိအောင် ပြူးစုနေကတက်ဆုံးနိုင်သူမရဲ့အနားမှာပဲပေးဆက်သွားမှာပါလို့ဆိုပါတယ်ညီကိုမောင်နှမတို့စီးပေမဲ့လည်းသူတို့တွေကအိမ်အောင်ကိုစီနဲ့ဆိုတော့ကိုကိုလည်းကြည့်မအားကြပါဘူးဇနီးဖြစ်သူကလည်း သူမစည်းတော့တဲ့အခါကျရင်သူ့ယောက်ျားကိုစိတ်မချတာကြောင့်အနေအထိုင်အသွားလာနဲ့တယောက်တည်းနေသားအောင်ကအစတင်ပေးနေခဲ့ပါတယ်ဇနီးဖြစ်သူအခုလို့ဝေဒနာခံစားနေရတော့မစွန့်လွတ်ချင်ဘူးလားလို့ယောက်ျားဖြစ်သူကိုမေးမှုပါတယ်သူကမစွန့်လွတ်နိုင်တဲ့အပြင်တနာပြီးတော့ပိုတောင်ချစ်လာတယ်လို့ဆိုကကိုရနိုင်အောင်ရဲ့မိမပေါ်မှာထားတဲ့တစ္ဆာတရားကို မြင်တွေ့နိုင်ပါတယ်ဒါကြောင့်လင်မယားနှစ်ယောက်လုံးကလည်းအလူစင်တွေ ပေါ်လာဖို့ကို မျောလင့်နေခဲ့ပါတယ်။ဒီဗီဒီယိုကိုကြည့်ဆုနေကြတဲ့ပရိသတ်တွေကရောအရေးပြားယောဂါကြောင့်တက်တန်းစိတ်နေရဖို့ကံပါမလားတဲ့။မာတင်ဂီကိုအားပေးစကားလေးတွေပြောခဲ့ကြပါအောင်နော်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ဆုပေးကြတဲ့အတွက်ကျေးဇူးပါခင်ဗျာ။